မင်္ဂလာပါခင်ဗျာ AR ကပက်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရဟယင်ပြက်ကြတာပြည်သူတွေဘာကြောင့်ပျော်နေတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ AR မြန်မာပိုင်း Editor ကြော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ AR ရဲ့ Editor ဂျုတ်ကိုအောင်စောဖြစ်ပါတယ်ကောင်းတော်မင်္ဂလာပါမင်္ဂလာပါကိုကျော်ပါ ကချင်ပြည်နယ်ဗမော်မြို့မှာလာဒီမေလ20ရက်နေ့က KIA နဲ့ PDF ကနေပြီးတော့စစ်ကောင်စီရဲ့ထောက်ပို့လာလုပ်တဲ့ရဟယင်3စီးကို MI 17ရဟယင်3စီးကိုဝိုင်းပြီးပစ်ချခဲ့ရတယ်ဗောနော်အဲ့ဒီထဲက2စီးကထိပြီးတော့တစ်စီးကတော့ဒီပစ်ခတ်တဲ့တန်ကြောင့်ပဲလမ်းမှာပြက်ကျသွားတယ်ဗောနောက်စီးကကြတော့ရွှေကူမှာအရေးပေါ်ဆင်းသက်တဲ့အချိန်မှာ drone နဲ့ဆက်ပြီးအတိုက်ခံရတာကြောင့်ပြက်သွားတယ်ဗောလေ နှစ်စီးပြတ်ကျသွားတယ်ဒီနှစ်စီးပြတ်ကျမှုမှာအ ਨੇ ဆုံးလာစစ်ကောင်စီဘက်က20ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့ကျွန်တော်အမြင်ပြင်သတင်းတွေရကျွန်တော်သိရတယ်ပေါ့လေဟုတ်ဆိုတော့ဒီသတင်းတွေတက်လာတဲ့အချိန်မှာလာဒီလူမှုကွန်ရက်တွေသတင်းဌာနတွေကတက်တဲ့လူမှုကွန်ရက်တွေပေါ်မှာစတက်တဲ့အချိန်မှာအဲဒီ comment တွေကိုကျွန်တော်တွေ့ရတယ် reaction တွေကိုကျွန်တော်တွေ့ရတွေ့ရတဲ့အခါမှာ လူထုကဝမ်းပန်းတတာကြိုကြတာကိုကျွန်တော်တို့တွေ့တယ်ဝမ်းပန်းတတာ share ကြတယ်ကြိုကြတယ်ဒါကိုတွေ့တယ်ပေါ့နော်ဆိုတော့ဒီအောင်သွားမြင်တော့ဘလို့သတိထားမိလဲဆိုတော့ပြည်သူတွေကနာဒီဒီအောင်ကြည့်ပြီးအယံပျော်နေတာသူတို့ရဲ့စိတ်ထဲမှာဘလောက်တောင်စစ်တပ်ပေါ်မှာ나ကြီးမုံတီးနေတယ်လဲဆိုတော့သွားတွေ့လိုက်ရတယ်လို့မျိုးပေါ့နော်ဒါနဲ့ပတ်သက်ပြီးစဆွနေပြီပေါ့ကောနော်ဆိုတော့ကျွန်တော်မြင်လာတော့လေဒါကတော့ပဂတိလက်ရှိအမှန်တရားပေါ့ကျွန်တော်တို့ society မှာမြန်မာပြည်လူပေါင်းမှာ ဒီနေ့ဒါတကယ်ကြုံတွေ့နေရတဲ့အဖြစ်ပြက်မှန်တစ်ခုပေါ့နော်ဆိုတော့အခုကျွန်တော်စဉ်းစားတာဒီသတင်းမှာကျွန်တော်တို့ဒီဘက်ကဟာလာတော်လိုင်းရဲ့အုပ်စုတွေနော် KIA ဘက်ကထုတ်ပြန်တဲ့သတင်းတွေကိုကျွန်တော်တို့အမိသဟဲဖြူပြီးတော့ကျွန်တော်တို့ပြောနေကြတယ်ရေးနေကြတယ် comment တွေပေးကြတယ်ပြည်သူတွေလည်းဝင်ရေးတယ်ထရအောင်အပြင်အောင်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့သိတာကတော့ပထမရဟန်းရင်မှာ MI17 ဆိုတာကတော့ရုရှားထုတ်တဲ့တေပို့ဆောင်ရဟန်းရင်ပေါ့နော် ဒါပေမဲ့တေပို့ဆောင်ရေးဟဲ့ပြင်ဆိုတော့လည်းပဲလုံငယ်၄၅နှစ်အတွင်းပြန်ကြည့်မယ်ဆိုရင်အနေပြန်ပြန်ပြီးတော့ဆက်တဲ့နဲ့ပြစ်လို့ရတာလည်းရှိပါတယ်ဆိုတော့ဒါစစ်စစ်မြေပြင်မှာတုံးတဲ့ရေဟဲ့ရင်နေပေါ့နော်ဒါတွေကိုလည်းဒီတောင်လိုင်းတက်တွေရော KNA လိုတိုင်းသားတက်တွေကလည်းဥတီပြီးတိုက်ခဲ့တာလည်းရှိခဲ့တယ်ဒါပေမဲ့သူတို့မှာအာဖဂန်နစ္စတန်မှာတော့လို့အမေရိကန်ပေးထားတဲ့စတင်ကာမရှိတဲ့ခါကြတော့ဟလာသူတို့မှာရှိတဲ့လက်နက်တွေနဲ့ပဲသူဝန်တိုက်ရတဲ့မျိုးတွေရှိတာပေါ့နော်ဆိုတော့ ။ဘာကျွန်တော်သိချင်တာအဓိကဘာလဲဆိုအဲ့မှာကျွန်တော်တို့ရဲ့တည်နေရဆိုရင်ကျွန်တော်ဒီထွက်နေတဲ့တည်နေရဆိုအဲ့ဘူကြီးမျိုးထက်အောင်သိဆုံးနေဆိုတော့ကျွန်တော်သိရတယ်။ကျန်တာလည်းကျွန်တော်တို့အလောင်းကတော့သူတို့အတိအကျဘယ်သူမှမသိဘဲနဲ့၁၈လောင်း၁၉လောင်းတွေ့ရပေါ့။ဒါရရင်ဒီစီမှာတွေ့တာပေါ့နော်။ဆိုတော့ဒီတည်နေနဲ့ပတ်သက်ပြီးသိချင်တာကမြန်မာပြည်မှာရှိတဲ့စစ်ကောင်စီရဲ့တည်နေမှထုတ်ပြန်ရေးအဖွဲ့ကအခုချိန်ဒီဘာတည်နေမှမထုတ်ပြန်တာကိုကျွန်တော်တွေ့ရတယ်။မထုတ်ပြန်မဲနဲ့ဒီရဟန်းရင်က mechanical failure လို့ခေါ်တဲ့အဆက်ချုံရင်းသွားလို့ပျက်စီးရတဲ့ဆိုတော့ ထုတ်ပြန်ချက်တခုပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီသေဆုံးခဲ့တဲ့သူတွေအတွက်လည်းဝန်ထဲကြောင်ဂုံပြူကြောင်ဘာမှစစ်ကောင်စစ်ဘက်ကမပြောမထုတ်ပြန်ပဲတိတ်ဆိတ်နေတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာပဲဒီဘက်မှာကြတော့လေဟလာကုနာကုကြောကမေးခဲ့သလိုပဲဘာလို့ပြူရင်းမှာရှိတဲ့ပြည်သူတွေရောပြည်ပမှာရှိတဲ့ပြည်သူတွေရောကဲသူတို့ emoji တွေနဲ့ဘာလို့ပျော်နေကြရလဲ emoji ထုတ်ပြပြီးသူကပျော်ကြရတယ်ငတ်ငတ်ကင်စားပြီးဆိုတာမျိုးတွေကျွန်တော်တို့ကြားရတယ်ဆိုတော့ဟိုလွန်ခဲ့တဲ့တပတ်ကြောကြောပါပဲ အဒီဘဲမှာရှိအိုဒိန်းရင်းရောင်ကိုအလားစစ်ကောင်စီလေတက်ကပဲဘုံကျဲခဲ့ပါတယ်။စာတင်ကြောင်းစာတင်ကြောင်းဘုံကျဲခဲ့တယ်။အဲ့မှာအဲចောင်းသားလူငယ်လေးတွေအနည်းဆုံး20လောက်သေဆုံးခဲ့တယ်။ဆရာမနှုတ်လက်ပါဝင်တယ်လို့ကျွန်တော်တို့သိခဲ့ပါတယ်။ဒီသတင်းတွေကသတင်းမှန်တွေဖြစ်ပါတယ်။ဆိုတော့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုတရက်လုံးကဟလာစိုးရင်ထိုင်းလန်၆ချားသွားခဲ့တယ်။ဟလာအရန်ကိုလည်းဒေါသတွေဖြစ်ခဲ့ကြတယ်။ဝန်ထဲပူဆွေးကြရတယ်။အဲ့ဒီသတင်းတွေနဲ့မကြခင်မှာပဲအခုဒီသတင်းထွက်လာတယ်။အဲစစ်ကောင်စီတရက်ရဟန်းပြစ်ချနိုင်တယ်ပေါ့။ ီတရင်ကြောင့်လည်းကျွန်တော်တို့ reaction ပေါ့တုံ့ပြန်ချက်တွေပို့ပြီးတော့များတယ်လို့ကျွန်တော်လည်းခံစားရတယ်။ဟုတ်ကဲ့စစ်တပ်ကတကယ်ဆိုလို့ရှိရင်လားဒီအနာသိမ်းပြီးကလေးကပြည်သူလူထုပေါ်မှာရရဆက်ဆက်ကိုလုတ်ခဲ့တယ်အညိုတေးနဲ့ရန်သူတပွဲကိုလုတ်ခဲ့တာတွေကအကျိုးဆက်လို့ထင်ပါတယ်ပြီးခဲ့တဲ့ခုနကကွန်ဆိုပြောသလိုပဲအိုတင်တွင်ရွာစာတင်ကြောင်းဆိုလို့ရှိရင်လူမမဲ့ကလေးတွေလားဒီဒီစာတင်နေတဲ့ကလေးတွေကိုရရဆက်ဆက်တိုက်ခိုက်တက်ဖြတ်ခဲ့တာတွေလုတ်ခဲ့တာပေါ့ဒါဒါလည်း ရှေ့မှာအဲ့လိုကြောင်းတွေကိုတိုက်ခဲ့တာတွေဟိုလူတိန်တွေကိုတိုက်ခဲ့တာတွေအများကြီးရှိခဲ့တယ်ဗောနော်ဒါတွေကြောင့်ပြည်သူတွေကသူတို့ပုံမှာဒီစိတ်နာကြီးနေကြတာဗောနာကြီးနေတဲ့အတန်အခုလိုပြည်သူတွေကတုံ့ပြန်တဲ့ဟာကိုသူတို့ပြန်ခံရတယ်လို့ပြောရမှာဗောနော်ဟုတ်ဆိုတော့ကျွန်တော်အခုနောက်နောက်တစ်ခုဗောကုနာဘယ်လိုတုံ့ပြန်တယ်လဲကျွန်တော်ထပ်ပြောချင်တာဘယ်လိုတုံ့ပြန်တယ်လဲဗောအဲ့တော့ကျွန်တော်ကဒီဒီသတင်းတွေဖြစ်လာတဲ့အခါမှာကျွန်တော်အဲ့ဒီတရက်နေ့ရက်အတွင်းမှာလိုက်လေလာကြည့်တယ် comment တွေဗောနော် လူတွေတုံ့ပြန်ချက်တွေကျွန်တော်လျှောက်ပြီးအဲ့ဒီစိတ်ဝင်စားစရာကောင်းတာလေးတွေကျွန်တော်လိုက်ဆုထားရရှိတယ်။ကျွန်တော်ဖတ်ပြန်ခဲ့တော့ဆိုတော့တကူကဘာလို့လူတွေဘလို့တုံ့ပြန်တယ်လဲဆိုရင်နံပါတ်1ကတော့ bravo တဲ့ပြီးတော့ jacking ငှက်ကင်းတဲ့နောက်တစ်ခုကတော့ oh my god oh my god ပျော်သလားဟေးမောင်တို့ဟေးပျော်တယ်ဟေးပျော်တယ်ဟေးတဲ့နောက်တစ်ခုကဘလို့ရေးထားလဲဆိုတော့ကောင်းလိုက်တဲ့တည်င်းတဲ့အဲ့တော့နောက်တစ်ခုကဘာထပ်ရေးပြန်လဲဆိုတော့အခုမှထမင်းစားလို့ကောင်းတာတဲ့အဲ့ဝမ်းသာပီကြီးဖြစ်ရပါ ਈ ဆိုပြီးနောက်က comment တစ်ခုထပ်လာတယ် ောက်တစ်ယောက်ကထပ်မေးတာဒီနေ့ဘာနေ့လဲတဲ့မင်္ဂလာရှိလိုက်တာတဲ့အာရကျင်တ်တယ်တဲ့ဆိုတော့နော်အဲဒီဟာတွေကြည့်မယ်ဆိုရင်ဒါတွေကြည့်မယ်ဆိုလူလူကဘယ်လိုတုံ့ပြန်နေတယ်လဲပေါ့နော်နောက်တစ်ယောက်ကဘာကြီးလဲဆိုထီပေါ့ရင်တောင်းနေဒီသတင်းတော့ပျော်မိမှာမဟုတ်ဘူးတဲ့နာကြီးနေကြနာကြီးနေကြအဲ့တော့နောက်တစ်ယောက်ကလည်းကြီးတယ်ပြည့်ကြီးချက် ပြည့်ကြီးဆက်တဲ့တော့မရွတ်လို့ပါတဲ့ပြီးတော့နောက်ထားတယ်သူကနောက်နောက်ထားတဲ့ရီရီနာတဲ့အတန်းရီထားတဲ့ emoji လေးနဲ့ အဲ့တော့နောက်တစ်ခါကဘာပြောလဲဆိုတော့ uniform နဲ့ uniform နဲ့တဲ့ခဏခဏအရေးမခံဘူးတဲ့ statement တွေခဏခဏထုတ်ပြီးတော့လဲတဲ့လေမဖို့တဲ့ဘာသူစောင်းပြောရလဲတော့မသိဘူးအဲ့တော့သူတို့ကလည်းအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်တယ်တက်တည်ပြတယ်လေးစားတယ်တဲ့ညီနောင် KIA တွေဆိုပြီးတော့တက်ွက်ရေးတယ်ဒါကသူတို့ DNU KIA ကြီးကျူတာပေါ့နော်နောက်တစ်ခါကဘာသာရေးနည်းနည်းစမ်းတယ်ဝိဆိုတာမကူပါဘူးတဲ့အိုဒင်းတွင်ကြောင့်လည်းပြောထားတဲ့ကပြောလိုက်တာရတဲ့အိုဒင်းတွင်အတွက်သွေးကြွေးပြန်ဆက်နိုင်ခဲ့ပြီတဲ့နောင်လဲ ဆက်ပြီးတော့ပြစ်ချနိုင်ပါစေတဲ့အဲ့တော့နောက်တစ်ခုကတော့စုဝါတောင်းပါစေစုဝါစုဝါတောင်းပါနောက်တစ်ခုကတော့တံဝေကတံပါတယ်ပါလဲဆိုတော့လူတယောက်ဆုံးမသွားတာကတော့ဝမ်းသာစရာမဟုတ်ဘူးတဲ့ဒါပေမဲ့လူတယောက်လောကမှာမရှိခြင်းကအပြစ်မဲ့ပြည်သူပြည်သားအများစုရဲ့အသက်တွေဆုံးရှုံးမှုတွေအတွက်တော့တတ်တာချင်းဖြစ်တဲ့အတွက်ကြောင့်ကျဉ်းနှံ့မိပါတယ်ဆိုတော့သူ့အတန်လေးကလည်းတရားတန်လေးပါတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲတယောက်ကပြေးတယ်ဒီပိုင်းတော့အပါဝင် ပေါ့နော်သူတို့မိသားစုတွေဘလို့ပြဖြစ်နေသူတို့မိသားစုတွေဘလို့ဖြစ်နေကြပြီလဲတဲ့တွေးကြည့်တာနဲ့သိနိုင်ပါတယ်တဲ့ဒီဘက်ကမိသားစုတွေလည်းဘလို့ခံစားခဲ့တယ်လဲဆိုတာသိစေချင်ပါတယ်တဲ့ဆိုတော့နောက်တစ်ခါထပ်ပြောတယ်ပြည်သူကြိမ်စာစူးပြီးတဲ့ပြန်လာပြီနော်တဲ့ဒီပင်းရင်မြို့နယ်ကအိုတိန်နှင်းရာကလေရင်နဲ့ဘုံကျဲလို့တေဆုံးခဲ့တဲ့အကြောင်းသားတယောက်အတွက်ပဲဒါရှိပါသေးတယ် ဲအတုံးလက်အတုံးလက်ပုံစံမျိုးပေါ့နော်အများကြီးကြံနေရဆိုတော့ဆိုတော့ကိုကျော်ခါကဟိုဘက်ကဟိုဘက်ရက်ကွက်ပေါ့အခုဆက်ရက်ကွက်ကနှစ်ခုဖြစ်နေဟိုဘက်ရက်ကွက်အတန်နေပါလေဆုထားတာရှိအာစပြောရမယ်ဆိုရင်တော့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်တဲ့အားနဲ့စပြောရမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီဖြစ်စဉ်ကြီးရဖုံးလို့ဖိလို့မရတဲ့ဖြစ်စဉ်ကြီးကိုဖုံးကွယ်ဖို့ကြိုးစားတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့ပြန်ကြားရေးရဲ့သတင်းထုတ်ပြန်တဲ့အခါမှာဒါဒီ ီဆက်ချိုရင်းလို့ပြတ်ကျသွားတယ်ဆိုတာမျိုးထုတ်ပြန်နေပေါ့နော်တစ်ဖက်မှာဒါရှေ့မှာဗီဒီယိုရုပ်တံကလစ်တွေထွက်လာတဲ့အချိန်မှာဒါဝိုင်းပစ်နေတယ်သူထောက်ပပစ္စည်းလာချနေတယ်ဒါဝိုင်းပစ်နေတယ်နောက်တစ်ခုကနောက်တစ်စီးကိုလည်းအဲ့လိုလင်းနဲ့ဟို drone နဲ့ပန်ကာကိုဝင်တိုက်ပြီးတော့လုတဲ့ဟာတွေလည်းကျွန်တော်မြင်နေရကာမီကာဇီပုံစံမျိုးပေါ့ဟုတ်တယ်ဆိုတော့ဒီလိုခစ်ကြီးမှာဖုံးဖိလို့မရတဲ့ဟာကိုဘာကြောင့်ဖုံးဖိတယ်လဲဆိုတာမျိုးပေါ့နော်နောက်တစ်ခုကသူ့ရဲ့ စစ်ကောင်စီရဲ့တခုဆိုလို့ရှိရင်ဒါတွေကိုကာကွယ်ဖို့အတွက်သူရဲ့ lobby အုပ်စုကိုလည်းတုံးတယ်ဆိုတော့ lobby ရဲ့လည်းဒါမဟုတ်ပါဘူးဒါဒီပြည်ပြေးမီဒီယာတွေကအလိန်ညာတွေလွှင့်ပြီးတော့ဒါစိတ်တဆစ်စင်ရေလုံနေတာပါဆိုတဲ့ပုံစံမျိုးတွေဝိုင်းပြီးလိန်ညာပေးကြတယ်ဟုတ်ဆိုတော့ဒါတွေကိုစစ်ကောင်စီအောင်သူရဲ့ lobby အုပ်စုအောင်လုတ်ခဲ့ကြတာကိုကျွန်တော်တွေ့ရတယ်တစ်ဖက်မှာစိတ်မကောင်းစရာကိုတော့တွေ့ရတာကတော့ဒီဥပမာဒီဘက်ကဒီတော်လိုင်းအုပ်စုတွေဘက်ကဟိုရဲဘော်တယောက်ဆုံးသွားခဲ့တာမျိုးပဲဖြစ်ဖြစ် ဒီအပြစ်မဲ့မိသားစုတွေတည်းဇုံတယောက်ဆုံးသွားခဲ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်စိတ်မကောင်းတဲ့အကြောင်းသူဒီဘလို့လူမျိုးပါဘလို့ပါဆိုပြီးတော့ဒီသူ့အကြောင်းလေးကိုရေးပြီးတော့ဟိုလူမှုကွန်ရက်တွေပေါ်မှာပဲဖြစ်ဖြစ်သတင်းမီဒီယာတွေမှာပဲပြောဆိုကြတာကြီးကျွန်တော်တွေ့ရတယ်သူတို့ရဲ့ emotion တွေကိုပြကြတာကိုကျွန်တော်တွေ့ရတယ်အဲ့မှာစစ်ကောင်စီဘက်ကစစ်တပ်စစ်တီတွေဆုံးတာပဲဖြစ်ဖြစ်အခုလိုပိုင်းလော့တွေဆုံးတာပဲဖြစ်ဖြစ်ပေါ့နော် ဟိုအဲ့လိုဖြစ်စင်နေမှာဆိုလို့ရှင်တရားဝင်ဝန်내ခွင့်မရှိကြဘူးတရားဝင်တင်ခွင့်မရှိဘူးအမှဟိုသူ့ဘက်ကပြန်စဉ်းစားကြည့်လို့ရှင်လေတင်လိုက်ရင်နောက်ဆက်တွဲဆိုးကျိုးတွေဘာဖြစ်လာမလဲကိုယ့်ရဲ့သားသမီးတွေကြောင်းသွားလို့ရှင်ကြောင်းမှာမင်းဖေကလူသက်သမားဆိုတဲ့ပုံစံမျိုးကြောင်းသူတို့ဒီဝန်내ခြေခွဲကြောင်းမရေးနိုင်ကြတာလားဗောနော်ဥပမာဒီမနေ့ဆုံးသွားတဲ့ဒီဟိုအပြစ်ခတ်ခံလဲရတဲ့ဒီဟိုဘုံမှုကျုပ်ဒီဟိုချိုးထုံးအောင်ဆိုလို့ရှင်လေဒီလိုပဲဗောလေသူ သူနဲ့ပတ်သက်ပြီးဘယ်သူမှဝန်ထဲကြောင်လူမှုကွန်ရက်မှာဟိုရေးတာကျွန်တော်မတွေ့ရဘူးပေါ့အဲ့တော့ရေးလို့လည်းအဆင်မပြေဘူးလို့ထင်ပါအဲ့တော့တောင်လိုင်းဘက်မှာတော့ကျွန်တော်လွန်ခဲ့တဲ့၄နှစ်၅နှစ်မှာကျွန်တော်စောင့်ကြည့်မယ်ဆိုရင်တော့ဒီကလေးရဲဘော်တယောက်ကြာသွားပြီဆိုရင်ဟလာမြင့်မြတ်စွာကြာဆုံးတယ်ပြီးတော့တုတ်တပ်ပုံနဲ့အတူဖော်ပြရတယ်ရှိတယ်အောက်ကနေပြီးတုံ့ပြန်တဲ့သူတွေရှိတယ်အဲ့အလားသူကုံယူတဲ့အကြောင်းတွေသူ့အကြောင်းကောင်းတာတွေရေးတာတွေအဲ့အလားမျိုးတွေရှိခဲ့တယ်ပေါ့နော်ဒီဖြစ်ကိုကြည့်မယ်ဆိုတော့တော့ပေါ့နော် ဟိုအဲသူတို့ဒီစစ်ကောင်စီဘက်ကဒီတရင်ကိုမထုတ်ပြန်ရဲဘူးမိသားစုနဲ့ထုတ်မပြောရဲဘူးအာပြီးတော့ဒါအပြင်အခုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဒေါသအများအပြင်းထန်နေတဲ့အတွက်ကြောင့်လေလေတဲ့မိသားစုဝင်တွေကိုယ်တိုင်ကိုယ်တော်ကလူလူကြားထဲမှာမနေရတော့ပဲနဲ့ဟဲ့လားလူလူကြားထဲမှာသူတို့မနေရတော့သူတို့အာသူတို့တက်ထဲမှာဝင်ပြီးနေရတယ်အဆောင်ရှောင်းနေနေရတာဖြစ်ကုန်တော့ကျွန်တော်တို့တွေ့ရတယ်လေဟုတ်တယ်မလား ဆိုတော့စစ်ကောင်းဆောင်ကအခုကရွေးကောက်ပွဲကိုလုပ်ဖို့အသေးအတန်စူးစမ်းနေတာရှိရဲ့တဖက်မှာသူတို့ကိုယ်တိုင်မွေးထုတ်ထားတယ်လို့ပြောလို့ရတဲ့ကြံ့ခိုင်ရေးပါတီကိုယ်တိုင်သူတို့တွေဟိုဒီလုံခြုံရေးအန်တီဆိုးရင်နေရတယ်နေမြေတွေသွားလို့ရှိရင်ချက်ချင်းသွားတယ်ဆိုတာမရေးပဲနဲ့ပြန်လာပြီးကြာမှသူတို့ဒီနေရာကိုသွားခဲ့တယ်ဒါတွေလုတ်ခဲ့တယ်ဆိုတာရေးရတဲ့အခြေအနေမျိုးတွေပြောရတဲ့အခြေအနေမျိုးတွေရှိနေတာပေါ့နော်သူတို့တော့မလုံခြုံဘူးဆိုတော့သူရွေးကောက်ပွဲကလည်းတော်တော်လေးကိုဆိုးရင်စရာကောင်းတယ်ပေါ့နော်ဒီ ဟိုသူပြောသလိုဖြစ်ဖို့ဆိုတာလွယ်တော့မလွယ်ဘူးပေါ့ဒါပေမဲ့သူကတော့ဖြစ်အောင်လုပ်မယ်ဆိုတဲ့သဘောကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့အခုလက်ရှိဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒါဒီတိုက်လေရင်နေရဟန်းရင်နေပြစ်ချတာစုစုပေါင်း10စီးရှိသွားပြီပေါ့လေဒီကချင်မှာအခုနောက်ဆုံးပြစ်ချခဲ့တဲ့နှစ်စီးပါဝင်ဆိုလို့ရှိရင်အဲ့ဒီ theme ကြည့်လိုက်မယ်ဆို KNA ကနေပြစ်ချခဲ့တာ9စီးရှိတယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလဲဆွေးနွေးပါအောင်ပေါ့ဆိုတော့2020 1ကနေပြီးတော့ KIA ရဖြစ်ချတဲ့ငှက်ကင်ပေါ့နော်အဲ၅စီ၅စီတရားဝင်ကျွန်တော်တို့သိထားရတယ်ပေါ့နော်ဆိုတော့လွန်ခဲ့တဲ့2021မေမှာဆိုတော့အခုလည်းမေလာပဲပေါ့နော်မှာတော့အမ MI35 အရရှမ်းထုတ်ထိုက်ခဲ့ရဟန်းရင်တေပို့ဆောင်ရေးမဟုတ်ဘူးပို့ပြီးတော့တံမိုးကြီးတယ်အဲ့အဲ့ရဟန်းရင်ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့24မှာဆိုတော့ဝိုင်းမော်မှာဇန်နဝါရီလမှာ MI70 ပဲ အော်2024ဇန်နဝါရီလထဲမှာပဲခါထက်ပြီးတော့ FTC 2000G တရုတ်ထုတ်တရုတ်ထုတ်အဲ့ဒါကိုပြစ်ချနိုင်ခဲ့တယ်အဲ့ဒါတိုက်ခိုက်ရေးချက်လေးမြန်2025အခုမေလမှာတော့ငတ်နှကောင်ကြတာပေါ့နော်ဆိုတော့အမဟိုအမစိတ်ဝင်စားဖို့ကောင်းတာပါလဲဆိုတော့ဟိုတခြားခုနကကိုကျော်ကမန်ရှင်းလုတ်သွားသလိုပဲတခြားနယ်တွေပြစ်တယ်ကရင်နယ်မှာလည်းပြစ်ချနိုင်ခဲ့တာရှိတယ်ကရင်နယ်မှာလည်းတစည်းရှိတယ်ကရင်ပြည်နယ်မှာတော့ K8 K8 ိုက်ခိုက်ရန်ပေါ်စားပေါ့နော်အဲ့ဒါတရုတ်ထုတ်ဖြစ်တယ်တရုတ်ထုတ်ဖြစ်တယ်ဆိုတော့အဲ့ဒီ KA ကိုနောက်ပိုင်းကြာရင်ဒီ MNG တွေတက်ဆိုင် KA ကိုပို့သုံးလာတာမျိုးနောက်ပိုင်းမှာပို့တွေ့ရတယ်ပေါ့ဆိုတော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဲ့ဒီလေမြန်နေရပြည်သူရဲ့ခွန်ပန်းနာငွေနဲ့ဝယ်ထားတဲ့လေရင်တွေဖြစ်တယ်ရဟန်းရင်တွေဖြစ်တယ်အဲ့ဒါတွေနဲ့ပဲပြည်သူပြန်ပြီးတော့ပတ်နေတယ်တိုက်ခိုက်နေတယ်အနံပါတ်3ချက်ကတော့အဲ့လက်နက်တွေကိုပေးနေတာကရုရှားနဲ့တရုတ်ဖြစ်တယ်အဲ့တော့ ပြန်ပြီးတော့အဲ့ဒါအတိတ်ပဲပေါ်ကြည့်မယ်ဆိုရင်တော့တရုတ်နဲ့ရုရှားရဲ့ထောက်ခံမှုနဲ့အတူလူသက်တာကိုကျွလို့နေတာကတော့စစ်ကောင်စီလို့ပြောလို့ရတယ်အဲ့လိုကျွန်တော်အတိတ်ပဲပေါ်လို့ရမယ်လို့ကျွန်တော်ထင်တယ်ပြန်ကောက်ပြောရမယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့လူတည်တယ်ဆိုတာဝမ်းသာစရာတော့မဟုတ်ဒါမဲ့ကျွန်တော်နိုင်ငံမှာအခုလူတည်တဲ့ကိစ္စကိုအစတော့ကျွန်တော်ပြောခဲ့ဆိုတော့အဲ့လိုဝမ်းပန်းတတလိုက်လိုက်လဲလဲဖြစ်နေကြတာပေါ့ဆိုတော့ဟို ဒီလိုမျိုးယဟန်ရင်ဒီတိုက်လေမြန်နေစစ်တပ်မတော်ပိုင်းလေမြန်နေလေမှုတွေဆုံးရှုံးတဲ့အခါမှာစဉ်းစားကြည့်လေထိုင်းနိုင်ငံမှာစင်ကာပူမှာတရုတ်နိုင်ငံမှာအိန္ဒိယမှာမကြသေးခင်စစ်ဖြစ်ခဲ့တဲ့ပါကစ္စတန်နဲ့ဟုတ်လားအဲ့လိုနိုင်ငံတွေမှာအဲ့လိုသူတို့ယဟန်ရင်ပြတ်ကြတယ် တိုက်ပွဲမှာဖြစ်ဖြစ်ရိုးပြကြတာဖြစ်ဖြစ်တေဆုံးကြပြီဆိုရင်အဲ့နိုင်ငံမှာရှိတဲ့အစိုးရတွေကနေပြီးတော့ပြည်သူတွေကနေပြီးတော့အစင်တန်းအမျိုးမျိုးသတ်မှတ်ပြီးတော့ကွန်ပျူတာတွေမှတ်တမ်းတင်ကြတယ်ထားဆောင်ကတိုင်းဝမှူတည်ပြီးတော့လဲဓာတ်တွေပေးကြတယ်ကွန်ပျူတာတွေသူရဲကောင်းတွေဖြစ်နေလဲကွန်ပျူတာမျိုးတွေရှိခဲ့ပါတယ်တရားဝင်ဖြစ်နေဒါပေမဲ့ဘာလို့ဒီနိုင်ငံမှာတော့ကျွန်တော်နိုင်ငံဘာလို့ကျွန်တော်နိုင်ငံမှာတော့ဒီကိစ္စကို ဖုံးဖိပါခံနေရဖုံးဖိခံနေရတယ်တစ်ဖက်ကလည်းဝန်သားအာရနဲ့ဒီဒီလိုမျိုးတွေဖြစ်တဲ့ကိစ္စအောင်ငတ်ကင်ရပြီချက်ကင်ရပြီပြောတယ်ဟဲ့ဟလာ bravo ဆိုတဲ့ဟာမျိုးတွေဆိုရှယ်မီဒီယာမှာဘာလို့တက်ပြီးရေးကြတာလဲကျွန်တော်မြန်မာလူပေါ်မှာဘာတွေဖြစ်နေတယ်လဲပြဿနာရဲ့အဓိကတရားခံကတော့2021မှာအာနာသိမ်းခဲ့တာဆခဲ့တာပဲလို့ကျွန်တော်ကတော့အဲ့လိုမြင်နေအဲ့ဆခဲ့တဲ့အခါမှာလဲစစ်တပ်ကပြည်သူလူထုကိုဂျန်သူလူလုပ်ခဲ့တဲ့ကိစ္စ ဲ့တော့ဒီနေ့အာနာတိမ့်ထားတဲ့ဘုံချုပ်ကြီးတွေကတကယ်အမှန်ကိုသိကျင်ရင်တရားအမှန်ရကျင်တယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာသူတို့မှန်မှန်ကန်ကန်စဉ်းစားရမယ်ကျွန်တော်ကထင်ပါတယ်ဘာကြောင့်လူတွေပျော်နေလဲဆိုတာကိုသူတို့သိဖို့လိုတယ်ကျွန်တော်ထင်ဟုတ်ကဲ့ခေါင်းဆောင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်